အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်တည်တင်ဌာနကနေတတိယကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တတင်းကတော့ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်ထားတဲ့ထီးခီးရွာကိုအကြမ်းဖက်လေတပ်ပုံချဲအပြီးနှစ်ရက်အကြာထပ်ပြီးလာကျဲတဲ့ဆိုတဲ့တတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တနင်္သာရီတိုင်းတဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ထီးခီးရွာကိုအကြမ်းဖက်လေတပ်ကပုံချဲအပြီးနှစ်ရက်အကြာဒီကနေ့မနက်မှာထပ်ပြီးလာကျဲခဲ့တယ်လို့ KNU ဗိတ်တဝယ်ခရိုင် ပြည်သူဆက်ဆက်ရေးနှင့်တရင်ပြန်ချာရေးဌာနကထုတ်ပြန်ထားပါတယ်။မေတ္တမီခီတီခီကျေးရွာတွင်သောအကြံဖက်လီရက်ကဒီကနေ့အော်တိုဘာလ10ရက်မနက်၈နာရီလောက်မှဂျက်ဖိုက်တာနှင့်နှစ်ကြိမ်တိုင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်လျင်မှာပါတဲ့အော်လီဂန်ဆက်လက်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာနာသိန်းအကြံဖက်စစ်တပ်မှဂျက်ဖိုက်တာ FTC 2000ချီလေရင်အမျိုးအစားဖြင့်နှစ်ချိန်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်လျင်ပါအော်လီဂန်ဆက်လက်နဲ့ဖြင့်နှစ်ချိန်ပြစ်ခတ်တိုက်ခိုက်သောကြောင့် ပြည်သူလူထုပိုင်ပြည်စီများထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးဒေသခံပြည်သူလူထုဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရပါသည်ဟုဖော်ပြထားပါတယ်။အဲ့ဒီထိခိုက်ကြေးပါကိုပြီးခဲ့တဲ့အောက်တိုဘာလ၈ရက်နေ့မနက်၉နာရီကျော်ကလည်းအကြံဖက်လီတက်ကဝိုင်းထွေးလျင်နဲ့၁၂၀မမဘုံသီး၄၀ကျော်ကိုကျဲချခဲ့တယ်လို့ KNU မိတ်တဝဲခရိုင်ပြည်သူဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ခဲ့ပါတယ်။ပိုင်တွဲနဲ့ပုံချဲပြီးနောက်အဲဒီနေ့နေ့လယ်နှစ်နာရီမှလည်းအဲဒီခြေရွာတွင်သို့အကြံဖက်လေးတက်ကဂျက်ဖိုက်တာနဲ့ပါထပ်ပြီးပုံချဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုပိုင်ပျက်စီးဥစ္စာတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီလိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေမှုကြောင့်ဒေသခံပြည်သူရာနဲ့ချီဘေးလို့ရသူထွက်ပြေးတိမ်းရှောင်ရတယ်လို့လည်းဖော်ပြထားပါတယ်။ဆက်လက်ပြီးမုံရွာမန္တလေးလမ်းမှာစစ်တပ်ကခင်းဘုံတွေချထားပြီးရန်တမ်းပစ်ခတ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုက်မှာစစ်တပ်ကကင်းပုံးတွေချထားပြီးရန်တမ်းပစ်ခတ်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကပြောပါတယ် ဒီကနေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းပေါ်မှာစစ်ကောင်စီတပ်ကကင်းဘုံတွေနေရာအနှံ့ချထားကြအောင်နေရီကန်ရွာအနီးမှာလည်းလမ်းပိတ်ထားပြီးရေဖိုးစားရွာနာမှာတော့ရန်တမ်းပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။မုံရွာမန္တလေးလမ်းကဒီနေ့အခြေအနေမကောင်းဘူးလမ်းကြောင်းရှိပုံရတယ်လို့ဒေသခံတအူကပြောပါတယ်။ဒါပြင်မုံရွာမြို့ထဲကနေလည်းမိုင်းဖြတ်တဲ့ချမ်းမာကားတွေထွက်လာကြအောင်ဒေသခံတွေကပြောပါတယ်။ခရီးသွားပြည်သူတွေအနေနဲ့လမ်းပိုင်းသတင်းနှာစွန့်ပြီးအနေရကင်းပြီးဆိုမှသွာလာအသုံးပြုကြဖို့ဒေသခံတွေကအကြံပြုပါတယ် ယခုရက်ပိုင်းအတွင်းစေအုပ်စုကမုံရွာမန္တလေးခရီးသွားရှင်တွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲထိန်းလွတ်နေလို့ခရီးသွားလမ်းပိုင်းကြန့်ကြာတာတွေဖြစ်ပွားနေကြောင်းခရီးသွားတွေကပြောပါတယ်စစ်ကောင်စီတပ်ဟောင်းမုံရွာမန္တလေးလမ်းပေါ်မှာမကြာခဏတိုက်ခိုက်ခံရတာကြောင့်ခရီးသွားပြည်သူတွေရဲ့ကားကိုရှေ့ကနေမောင်းခိုင်းတာမိုင်းရှင်းခိုင်းတာတွေပြုလုပ်နေတယ်လို့သိရပါတယ်ကျမရဲ့တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်